အောင်သားဆိုဘာသာလဲဖရားတဲ့အသားကြီးဆယ်မျိုးထဲမှာနောက်ဆုံးအောင်သားဆိုတာပါပါတယ်အဲ့ဒီအောင်သားဆိုတာဘာကိုပြောတယ်ဆိုတာကိုဥစဉ်လဲမပြောတတ်ဘူးเนาะမပြောတတ်ဘူးဆိုတာကမသိလို့မဟုတ်ပါဘူးအမျိုးမျိုးဖွင့်ဆိုနေကြလို့ပါအဲ့ဒီအမျိုးမျိုးဖွင့်ဆိုတဲ့အထက်ကလေးချက်လောက်ချပြမယ်เนาะနံပါတ်1မြန်မာအင်္ဂလိပ်အဖိဓာန်နဲ့ယူဒတ်တန်မြန်မာအင်္ဂလိပ်အဖိဓာန်တို့မှာ အောင်းတတဝါဟာအမွှေးရှည်တဲ့နွားကိုပြောတာလို့ဆိုတယ်။နံပါတ်1အရှင်ဩဘာသာဘိဝန္ဒရေးတဲ့သူတေသနတယုတ်ပြမိတံကျမ်းမှာ အောင်းတတဝါဟာဝံပလွေကိုပြောတာလို့ဆိုတယ်။နံပါတ်3ပါကျုဆရာတော်ကြီးဗုဒ္ဓဝါဒနဲ့တတ္တလောစာရမ်းမှာအောင်းတတဝါဟာဝဝံကိုပြောတာလို့ဆိုတယ်။နံပါတ်4တိပိတကပါဠိမြန်မာအဘိဓမ္မာအောင်းတတဝါဟာခွေးအကိုပြောတာလို့ဆိုတယ်။ အဲ့ဒီလိုအမျိုးမျိုးဖွင့်ဆိုနေကြတဲ့အတွက်စတိအကျမပြောတတ်ပါဘူးเนาะအဲသို့တော်လည်းပဲမြတ်စွာဘုရားကယဟန်တွေကိုဒီအောင်သားမစားဖို့ပြညတ်တာတော့သိကြပါတယ်เนาะ